ိုးကြီးနိုင်သည့်တိုင်းနှင့်ပြည်နယ်များ၌အထူးသတိပေးချက်ရန်ကုန်တိုင်းဒေသကြီးအတွင်းလာမည့်မေလ9ရက်10ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးနှင်းငယ်မှမိုးအထင်အထက်ထစ်ချုံရွာပြီးအင်းစိန်ခရိုင်တန်လင်းခရိုင်တွန်တေးခရိုင် ကြောက်တရားခရိုင်အလုံးခရိုင်မယန်းကုန်းခရိုင်တင်ငန်းကျုံခရိုင်ဘိုးတထောင်ခရိုင်နှင့် ကမာရွတ်ခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည် မေလ17ရက်မှ23ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးအထင်အထင်ထစ်ချုံရွာပြီးဒေသအလိုက်မိုးကြီးနိုင်ပါသည်။နေပြည်တော်ကောင်စီနယ်မြေတွင် လာမည့်မေလ9ရက်မှ23ရက်နေ့များတွင်ဥတ္တရခရိုင်ဇေယသီရိခရိုင်လေဝေးခရိုင်နှင့်ပြင်မနာခရိုင်တို့တွင်မိုးအထင်အထင်ထစ်ချုံရွာပြီးဒေသအလိုက်မိုးကြီးနိုင်ပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်လာမည့် မေလ10ရက်17ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးနှင်းငယ်မှအတင်းအကျပ်ထစ်ချုံရွာပြီးမဟာအောင်မြေခရိုင်အောင်မြေသာဆန်ခရိုင်အမရပူရခရိုင်တပိတ်ချင်းခရိုင်ပြင်ဦးလွင်ခရိုင်ကြောက်ဆယ်ခရိုင်ရမဲတင်းခရိုင်မြင်းချံခရိုင်နှင့်တရားဥခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်မေလ12ရက်23ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးအတင်းအကျပ်ထစ်ချုံရွာပြီးဒေသအလိုက်မိုးကြီးနိုင်ပါသည် မကွေးတိုင်းဒေသကြီးအတွင်းလာမည့်မေလ6ရက်ဆယ်ရက်နေ့များတွင်ဂံကောခရိုင်ပခုတ်ကူခရိုင်တရက်ခရိုင်နှင့်6ခရိုင်တို့တွင်မိုးအနှင်းငယ်မင်းမှုခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်မိုးအတင်းအတက်ခေချုံရွာပြီးမင်းမှုခရိုင်မကွေးခရိုင်နှင့်တရက်ခရိုင်တို့တွင်နေရာကွက်၍မိုးကြီးနိုင်ပါသည်မေလ17ရက်12ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးအတင်းအတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ပဲခူးတိုင်းဒေသကြီးအတွင်းနာမည်မေလ9ရက်10ရက်နေ့များတွင်ပြည်ခရိုင်နတလင်းခရိုင်နှင့်တာယာဝတီခရိုင်တို့တွင်မိုးနှင်းငယ်မှအတင်းအတင်းပဲခူးခရိုင်ညောင်လေးပင်ခရိုင်နှင့်တောင်ငူခရိုင်တို့တွင်မိုးအတင်းအတင်းထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ မေလ၁ရက်၁၂ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးအထင်အင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ AAR တိုင်းဒေသကြီးအတွင်းလာမည့်မေလ၁၀ရက်၁၁ရက်နေ့များတွင်မြောင်ခရိုင်ဟင်းဒရာခရိုင်နှင့်ဖြာပုံခရိုင်တို့တွင်မိုးအထင်အင့်လက်ပုတာခရိုင်နှင့်မအူပင်ခရိုင်တို့တွင်မိုးနှင်းငယ်ထစ်ချုံရွာနိုင်ပါသည်။ မေလ12ရက်73ရက်နေ့များတွင် ခရိုင်အားလုံးတွင်မိုးအထင်အထင်ဖြစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။သခိုင်းတိုင်းဒေသကြီးအတွင်းလာမည့်မေလ10ရက်17ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးနှင်းငယ်မှအထင်အထင်ဖြစ်ချုံရွာပြီးရေဤခရိုင်ရွှေဘူခရိုင်သခိုင်းခရိုင်မုံရွာခရိုင်နှင့်ရင်းမာပင်ခရိုင်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ မေလ12ရက်23ရက်နေ့များတွင် ခရိုင်အားလုံးမိုးအသင့်အတင့်ခေချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်။ကချင်ပြည်နယ်အတွင်းလာမည့်မေလ10ရက်17ရက်နေ့များတွင် ခရိုင်အားလုံးမိုးနှင်းငယ်မှ အသင့်အတင့်ခေချုံရွာပြီးမြစ်ကြီးနားခရိုင်ပူတာအိုခရိုင် မမောခရိုင်နှင့်ချီပွေခရိုင်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်မေလ12ရက်23ရက်နေ့များတွင် ခရိုင်အားလုံးမိုးအထင်အင့်ဖြစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ချင်းပြည်နယ်အတွင်းလာမည့်မေလ9ရက်10ရက်နေ့များတွင်မင်းတက်ခရိုင်မတူပီခရိုင်နှင့်ပလောဝခရိုင်တို့တွင် မိုးအထင်အင့်ဖြစ်ချုံရွာပြီး ်နေရာကွက်၍မိုးကြီးနိုင်ပါသည်မေလ17ရက်12ရက်နေ့များတွင်ခရိုင်အားလုံးမိုးအထင်အထင်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်ရခိုင်ပြည်နယ်အတွင်းလာမည့်မေလ9ရက်နေ့မှ10ရက်နေ့များတွင်မြောက်ဦးခရိုင်အန်းခရိုင်တောင်ကုတ်ခရိုင်နှင့်တန်တွဲခရိုင်တို့တွင်မိုးနှင်းငယ်မှအတင်းတင်းရွာနိုင်ပါသည် မေလ17ရက်12ရက်23ရက်နေ့များတွင် ခရိုင်အားလုံးမိုးနှင်းငယ်မှအတင်းတင်း ခစ်ချုံရွာပြီးမြောင်ဤခရိုင်အန်းခရိုင်နှင့်တန်တွဲခရိုင်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ခရီးပြည်နယ်အတွင်းလာမည့်မေလ9ရက်နေ့မှ13ရက်နေ့များတွင် လွိုင်းကော်ခရိုင်ဘောလာခဲခရိုင်ဒီမော့ဆိုခရိုင်နှင့်မဲဆဲခရိုင်တို့တွင်မိုးအထင်အထက်ခစ်ချုံရွာပြီးခရိုင်အားလုံးတွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ရှမ်းပြည်နယ်အတွင်းလာမည့်မေလ9ရက်10ရက်နေ့များတွင် တောင်ကြီးခရိုင်ကလောခရိုင်နန်းဆန်ခရိုင်နှင့်လင်းခေခရိုင်တို့တွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည်မေလ17ရက်မှမေလ23ရက်နေ့များတွင်ခရိုင်အားလုံးတွင်မိုးအသင့်အတင့်ထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးနိုင်ပါသည် နေ့စဉ်မိုးလေဝသတည်င်းမင်္ဂလာပင်လယ်အော်ခြေနေ ကပလီပင်လယ်ပြင်နှင့်မင်္ဂလာပင်လယ်အော်တောင်ပိုင်းတို့တွင်တိမ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်တွင်တိမ်နှင်းငယ်မှတိမ်အသင့်အင့်ဖြစ်ထွန်းနေပါသည်ယင်းညနေအထိခံမှန်းချက်နေပြည်တော်နှင့်ကယားပြည်နယ်တို့တွင်တိမ်အသင့်အင့်ဖြစ်ထွန်းမည်တနင်္လာရီတိုင်းဒေသကြီးတွင်နေရာအနှံ့ပြားကချင်ပြည်နယ်ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင်နေရာစိတ်စိတ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမည်။ရွာရန်ရာနှုန်း80ဖြစ်ပါသည်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတလျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေယော်ရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ခရင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမှ နေရာစိတ်စိတ်မိုးထစ်ချုံရွာမီနေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းမီရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမန်းချက် တိမ်အတင်းတင့်ဖြစ်ထွန်းပြီးမိုးထစ်ချုံ၍နေရာကွက်ကြားမိုးအနှဲငယ်ရွာနိုင်ပါသည်ရွာရန်ရာနှုံး60ဖြစ်ပါသည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယင်းညနေအထီးခံမန်းချက်တိမ်အတင်းတင့်ဖြစ်ထွန်းပြီး